နော်အေအိုကြည့်ပါအေအေရဲ့အောင်မြင်မှုတွေကတကယ်ကိုအမခမ်းပါပဲနော်အေရဲ့အောင်မြင်မှုတွေဒီတကယ်ကိုခြေတန်လုံးလုံးနှုတ်လုံးလုံးနဲ့နော်လှုပ်ရှားလာလိုက်တာအချိန်ကြိုအတွင်းဆိုတော့အေဆိုတာကနွေဦးတော်လိုင်းမတိုင်ခင်မှာနောက်ဆုံးမှပေါ်လာတဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တယ်သို့တော့အေအေအောင်မြင်မှုတွေဒီတကယ်ကိုအမခမ်း လူဦးတော်လိုင်းမှာလည်းအေးအေးသည်တကယ်ကိုเนาะကျွန်တော်တို့လက်တွေ့ကြကြမြေပြင်မှာဥဆောင်နေတယ်တိုက်ပွဲဝင်နေတယ်ဒါကြောင့်မလို့အေးအေးရဲ့စစ်မျက်နှာကကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာပြည်အနှံ့မှာရှိတယ်เนาะတကယ်လက်တွေ့မြေပြင်မှာရှိတော့ကောင်းဆောင်မှုเนาะမြေပြင်မှာရှိတော့ကောင်းဆောင်မှုเนาะလက်တွေ့ကြတော့လှုပ်ဆောင်မှုတွေကြောင့် အေရဲ့အောင်မြင်မှုတွေကတကယ်ကိုအမခမ်းပါပဲเนาะတကယ်ကိုအမခမ်းပါပဲအဲ့တော့ကျွန်တော်တို့ဒီຫນွေဥတော်လိုက်မှာဗာမြင်ရလဲဆိုတော့တကယ်ဆန္ဒရှိပြီးတကယ်လုပ်ရင်တကယ်ဖြစ်တယ်တကယ်အောင်မြင်တယ်ဆိုတော့ကိုကျွန်တော်တို့တွေ့ကြရပါတယ်เนาะတွေ့ကြရပါတယ်အဲ့တော့ကျွန်တော်တို့ကเนาะအေရဲ့ခေါင်းဆောင်မှုတော့ကိုတကယ်ကိုလိုက်တဲ့ပါတယ် အဲ့တော့အေရဲ့ခေါင်းဆောင်မှုနောက်ကိုလိုက်ကြစို့လို့ကျွန်တော်အနေနဲ့ဆော်ဩကြတယ်။ဆော်မြေပြင်မှာအေအေကနော်မဟာမိတ်တပ်ဖွဲ့တွေနဲ့သွားတွေ့တဲ့တိုက်တာမဟုတ်ပါဘူး။မဟာမိတ်တပ်ဖွဲ့တွေနဲ့လက်တွဲပြီးတော့ပူးပေါင်းတိုက်ပွဲဝင်နေတယ်။နော်။အောင်ပွဲတွေတကယ်ကိုရတယ်။အခုဆိုလို့ရှိရင်ကျွန်တော်တို့နော်ကပ္ပဆတ်ဆက်ယုံနေ။အေရီမြင့်အနောက်ချမ်းနော်။ဘကူမကွီးအဲ့ဒီအချိကိုရောက်နေပြီ။ဒါတွေဒီကျွန်တော်သတင်းစာမျက်နှာတွေမှာပါတဲ့ သတင်းချက်လက်ကိုပဲပြောတာပါเนาะကျွန်တော်တို့သတင်းမှာသတင်းထုတ်ပြန်ပြီးသားကိုပဲပြောတာပါเนาะเนาะဆိုတော့တကယ်ကိုလက်တွေ့တကယ်ကိုအားရစရာကောင်းပါတယ်အဲ့တော့တကယ်ကျွန်တော်တို့ကအောင်မြင်ခြင်းတကယ်လုပ်ရင်ဖြစ်တယ်တကယ်လုပ်တဲ့အဖွဲ့တွေရှိကိုကျွန်တော်တို့ပူးပေါင်းပြီးဆောင်ရွက်လို့ရှိရင်ဖြစ်တယ်ဆိုတာကိုလက်တွေ့မြင်ကြရပါတယ်တခါကျွန်တော်တို့ပြည်သူတွေကပြောလို့ရှိကြတယ်เนาะ အော်အေကဥဆောင်ပေးပါအေကဥဆောင်ပေးပါဆိုပြီးပြောလဲရှိကြတယ်တကယ်ကိုအေနဲ့သွားပြီးတော့ပူပေါင်းလို့ရှိရင်အေကတကယ်ကိုဥဆောင်မှုပေးနေတာကိုကျွန်တော်တို့တွေ့ကြပါတယ်တစ်ဖက်ကလည်းเนาะကျွန်တော်အနေနဲ့တင်ပြချင်တာကအရကတ်တတော်အနေနဲ့เนาะကျွန်တော်တို့မြေပြင်မှာတကယ်ကိုအရကတ်တတော်နဲ့ပူပေါင်းပြီးတော့တက်ပွဲဝင်နေတဲ့အဖွဲ့တွေရှိပါတယ်သူတို့ကိုလက်ကမ်းကြိုဆိုစေချင်ပါတယ်เนาะဆိုတော့ကအရကတ်တတော်ဆိုတာကအလွန်အောင်မြင်နေပြီးတော့အလုပ်အများကြီးနဲ့ဖွဲ့စည်းကြည့်ဖြစ်တဲ့ခါကျတော့ အရကတတော်ဤခေါင်းဆောင်များကိုနော်ထိတွေ့ဆက်ဆံဖို့နော်ဆက်သွယ်ဆောင်ရွက်ဖို့ကြတော့အဲစိတ်ခေါ်မှုတွေရှိနိုင်တယ်အခက်အခဲတွေရှိနိုင်တယ်အဲ့တော့အရကတတော်အနေနဲ့ပြီးသူတွေနော်အထူးသဖြင့်ကျွန်တော်တို့မြေပြင်မှာရှိတဲ့ဒေါ်လာရေးတပ်ဖွဲ့တွေအထူးသဖြင့်ဆိုလို့ရှိရင်ဒီသဆိုင်ကာကွယ်ရေးတပ်ဖွဲ့တွေကိုလက်ကမ်းကြိုဆိုဖို့ကျွန်တော်အနေနဲ့ဒီနေရာကနေပြီးတော့တိုက်တွန်းခြင်းနဲ့ဆက်သွယ်လို့ရမယ်နော်အစည်းအဝေးတွေအခင်းချင်းတွေလှုပ်ဆောင်ထားမယ်ဆိုရင်တကယ်ကိုကျွန်တော်တို့ ဒီတဲ့ပို့ပြီးတော့အေအေရဲ့တိုက်ဆက်တွေကပို့မှုပြီးတော့အားကောင်းလာမှာဖြစ်တယ်။ဒါကနောက်တစ်ခုကနော်နောက်တစ်ခုကကျွန်တော်တို့အေအေကိုတိုင်ကလည်းမြန်မာပြည်အနောက်မှာစစ်မျက်နှာတွေကိုဖွင့်ထားရတယ်။ဒါအပြင်ကိုຫນွေဥဒေါ်လာကြီးအစကတည်းကအေအေကဒေါ်လာတိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက်နော်အေအရခတက်တော်ရဲ့နော်ကျွန်တော်တို့သူရဲကောင်းများဟာလည်းပင်ပန်းတာရှိတယ်နော် တချို့ကြဆုံတာရှိတယ်။တရားရတာရှိတယ်။အနာပေးဖို့လိုတာရှိနိုင်ပါတယ်။ဒါကျွန်တော်တို့မှန်းကြည့်လို့ရပါတယ်။တခါကျွန်တော်တို့သတင်းတွေထဲမှာကြည့်မယ်ဆိုလို့ရှိရင်မာ development media group တို့နော် narendra တို့နော်ကြည့်ကြည့်ပါ။နောက်တစ်ခါကျတော့ ak media တို့နော်အဲ့ဒါတွေဆိုလို့ရှိရင် rakhain သတင်းနဲ့ပတ်သက်ပြီးတော့နော်တကယ်ကိုအားကိုးရတဲ့သတင်းမှန်တွေ rakhain သားတွေကိုတိုင်းတင်နေတဲ့သတင်းတွေလို့ကျွန်တော်အနေနဲ့မှတ်ယူပါတယ်။အဲ့ဒါ ਈ မှာသွားကြည့်ကြည့်ပါ။တို့သတင်းမှန်တွေအများရန်ထုတ်တယ်တင်တယ်။ အဲ့ဒီမှာဗာတွေ့ရလဲဆိုတဲ့အခါကျတော့မောင်တော်မှာနော်ဘင်္ဂလားဒေ့ရှ်ကိုချိန်ချပြီးတော့ဘင်္ဂလီအကြမ်းဖက်တောင်းရန်သူတွေကအေးအေးကိုနောက်ကျောရနေပြီးတော့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့အထောက်ပံ့နဲ့နော်အကြမ်းဖက်မင်းအောင်နိုင်ရဲ့အထောက်ပံ့နဲ့နောက်ကလည်းဝင်တိုက်နေတာရှိပါတယ်အဲ့တော့အေးအေးအနေနဲ့ကအရန်ကိုအလုပ်များပြီးတော့တကယ်ကို စက်မျက်နှာတွေတော်တော်ဖွင့်ရတယ်နောက်ကြောကိုဓာတ်နဲ့ထိုးတဲ့ဟာကိုလည်းခံနေရတယ်အဲ့တော့ဒီလိုအနေနဲ့မှာကျွန်တော်ချစ်ချင်သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်เนาะအေးအေးအနေနဲ့လည်းတကယ်ကိုမဟာမိတ်တွေလိုအပ်တယ်လို့အေးအေးရဲ့ရဲဘော်တွေကိုအလှည့်ကျအနာပေးဖို့လို့เนาะကြာဆုံးသွားတဲ့ရဲဘော်တွေနေရာမှာအစားထိုးဖို့ဆိုတော့အေးအေးအနေနဲ့ကလည်းလူသက်တွေအများရန်လူနေမှာဖြစ်ပါတယ်เนาะမဟာမိတ်တွေလည်းအများရန်လူနေမှာဖြစ်ပါတယ်ဒါပြင်ကိုအေးရဲ့ထူးခြားမှုကတခြားလက်နက်ကြိုက်တပ်ဖွဲ့တွေနေရာမှာတူတာကဘင်္ဂလားဒေ့ရှ်အခြေပြု အဲ့ဘင်္ဂလီအကျံဖတ်တောင်းကျမ်းသူတွေရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးမှုကတော်တော်ကြီးပါတယ်နော်ဆိုတော့ကုန်းကျောင်းမှာဆိုလို့ရှိရင်မောင်တော်ဘက်ကနေပြီးတော့အင်အား၄000လောက်နဲ့တိုက်တယ်လို့ရေကြောင်းမှာလည်းဘင်္ဂလားဒေ့ရှ်နော်ငါးဖန်သမားလိုဟန်ဆောင်ပြီးတော့အရောက်ဝက်တွေနဲ့နော်ဒီဘက်ကရခိုင်ကမ်းခြေစောက်နော်ရဲဘော်တွေကိုအနေနဲ့ပြူတာတွေရှိတယ်ဆိုတော့လူမိလို့ရှိရင်တော့ငါးဖန် ငါဖန်သမားပေါ့တကယ်တကယ်ကျတော့သူတို့စီဒီဘင်္ဂလီအာစာ E R S A နောက်နောက်ကကျတော့အဲနောက်တစ်ခုကျတော့ Arasu နော်အရာတွေရှိတယ်နောက်တစ်ခါကျတော့အဲနောက်သူတို့ခေါ်တာရှိပါသေးရဲ့ E R A နော် E R A ဆိုတာသူတို့ခေါ်တာက Arakan Arakan ဘာညာသားတကပေါ့ဗျာနော်အဲ့ဒါရှိတယ်အဲ့တော့ကအဲ့တော့ကသူတို့တွေကနော်နောက်ကျောင်းကနေပြီးတော့လုံနေတယ်လို့ ရေချောင်းကနေပဲဝင်ပြီးတော့အလေးအငိုက်ဝင်ဝင်ပြီးတော့တိုက်တာတွေရှိတယ်။လူမိလို့ရှိရင်တော့ငါးဘန်းသမားဆိုပြီးပြောတယ်။လူမမိလို့ရှိရင်တော့ဒါတွေဒီတို့ကလက်နက်တွေပါတယ်နော်။တော့ဒီလိုအနေထားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တော်လန်ရေးကြီးကိုဒီဘင်ဂါလီတွေသူတို့ခေါ်တာတော့အာဆာဆိုတာအာရန်ခန်ရိုင်ဂျာဆိုလဒရီအဆိုစီယေးရှင်းအာမီပေါ့ဗျာနော်။အဲ့တော့ထွန်းခင်တို့အဖွဲ့တွေပေါ့။နော်ထွန်းခင်တို့နေဆန်းလွင်တို့သူတို့အဖွဲ့တွေ နောက်တစ်ခါကျတော့ RSO ဆိုတာက Ranger Solidarity Organization နော်အဲ့ဒါလေထုံးခင်လို့နေစမ်းလို့နော်အဖွဲ့ဖြစ်တယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ ARA ဆိုတာ Arakan Rohingya Army ဆိုတာဒါတွေဒီလေထုံးခင်လို့နော်နေစမ်းလို့နော်အုပ်စုတွေဖြစ်တယ်ဥပမာဆိုလို့ရှိရင် NUG ရဲ့လူခွေဒုဝန်ကြီးလုပ်နေတဲ့အောင်ကျော်မိုးတို့အုပ်စုတွေဖြစ်တယ်သူတို့တွေကအရက်ကတက်တော့နောက်ကျောင်းကနေပြီးတော့ဒါနဲ့ထိုးနေတယ် ရန်ရှာနေတယ်ပြဿနာရှာနေတယ်တိုက်ဖို့ဝင်တိုက်နေတယ်အင်အားကိုထောင်နှန်းရှိတယ်သူတို့တွေကိုအနောက်ဆက်ပြေးနေတာကနော်အိုက်ကောင်တွေဖြစ်တယ်ဘင်္ဂါလီအကြမ်းဖက်တောင်းကျမ်းသူတွေဖြစ်တယ်မာလာရဲ့ထောက်ခံမှုနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ပန့်ပိုးမှုတွေဥပမာဆိုလို့ရှိရင်သူတို့ရဲ့ဒုက္ခသက်စကန်အမြီခံရတဲ့ကော့ဘဇာအဲ့ဒီမှာသူတို့အခြေပြုလှုပ်ရှားတယ်ကုလသမဂ္ဂပေးတဲ့ငွေကြေးတွေအထောက်ပံ့တွေကိုသူတို့အဲ့ဒီအဖွဲ့တွေကသုံးတယ်နော်တခါကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကသူတို့ကိုလေ့ကျင့်မှုတွေပေးတယ်လက်နက်တွေပေးတယ်ဒါအပြင်ကိုသူတို့ကဘာသာရေးကိုနာမည်ခံတဲ့အတွက်ပါကစ္စတန်တို့နော်နောက်တစ်ခါကျတော့ဒီဘက်ကဂျာကီတို့နော်ဂျူရကီတို့အီရန်တို့ရှိကလက်နက်တွေပါသူတို့ရကြတယ်အဲ့လိုအနေထားမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့အာရခတ်တပ်တော်ကြီးကရင်ဆိုင်နေရတဲ့ဂျန်သူတွေကတော်တော်များပါတယ်ဒီလိုအနေထားမျိုးဖြစ်တဲ့အတွက်နော်တပန်းကျွန်တော်တို့နေဦးတော်လိုင်းအောင်မြင်ဖို့ဆိုတာကအရက်ခတ်တက်တော်ရဲ့အောင်မြင်မှုနဲ့ထပ်တူကြတယ်ဗ နော်အရက်ကတက်တွေအောင်မြင်မှုဒီကျွန်တော်တွေဦးတော်လေးအောင်မြင်မှုအရက်ကတက်တွေအောင်မြင်မှုဆိုတော့ကကျွန်တော်တို့နော်ဒီမြန်မာတပီလုံးဖက်ဒရယ်ဒီမိုကရေစီရရှိဒီလိုမျိုးမြန်မာတပီလုံးဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက်ဥဆောင်တိုက်ပွဲဝင်နေတဲ့အရက်ကတက်တော်ကိုပြဿနာရှာနေတဲ့ဘယ်အဖွဲ့အစည်းမဆိုကျွန်တော်တို့တွေဦးတော်လေးရဲ့ရန်သူဖြစ်တယ်ကျွန်တော်တို့မြန်မာပြည်သူတွေရဲ့ရန်သူဖြစ်တယ်ကျွန်တော်တို့ဗမာပြည်သူတွေရဲ့ရန်သူဖြစ်တယ်ဆိုတာကိုဒီနေရာကနေတင်ပြခြင်းနဲ့အဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ နော်ပြည်သူတွေအနေနဲ့အာရခတက်တော်ကိုကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ထောက်ခံဖို့လိုသလိုကျွန်တော်တို့အာရခတက်တော်နဲ့ပူးပေါင်းပြီးတော့အဲတိုက်ပွဲဝင်နိုင်ဖို့လိုပါတယ်အာရခတက်တော်ကိုကျွန်တော်တို့ကအဲနိုင်ငံတကာမှာတော်၎င်းမြေပြင်မှာတော်၎င်းမြမပြီးမှာတော်၎င်းကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ထောက်ခံရမယ်အကောက်ွယ်ပေးရမယ်နော်ဆိုတော့ဟိုတလောကပြီးခဲ့တဲ့လပိုင်းကနော်ထုံးခင်တို့နော်ရိုးအုပ်စုတွေကအာရခတက်တော်အေးအေးနဲ့ ်နော်ခေါင်းဆောင်တွေကိုအာဂျင်တီးနားတရားရုံးမှာမေတော်ဆန်းစုကြည်ကိုတရားဆွဲတဲ့ပုံစံမျိုးလုပ်တယ်ဒါကိုအပြင်းထန်ဆန့်ကျင်တဲ့ကန့်ကွက်တယ်ကျွန်တော်တို့ပြည်သူအယောက်ချင်းစီတိုင်းကလည်းဒါကိုဆန့်ကျင်ကြောင်းကန့်ကွက်ကြောင်းကျွန်တော်တို့ဖော်ပြမှာဖြစ်တယ်ဒါအပြင်နုကြည်အနေနဲ့ကသူ့ရဲ့လူခွေဒူးဝင်ကြီးလှုပ်ထားတဲ့အောင်ကျော်မိုးသည်သူ့ကိုယ်သူရိုလွန်းနာမည်ခံထားတာဖြစ်တယ်ဒါကြောင့်မလို့နုကြည်ရဲ့ conflict of interest ကိုကျွန်တော်တို့မေးခွန်းထုတ်เสียရှိတယ်ဆိုတော့အခုအာစာတို့ RS တို့ နော်နောက်တစ်ခါကျတော့ ARE တို့နော် ARA ပေါ့ဗျာနော်သူတို့ကနေပြီးတော့ ARA ကတက်တော့ AA ကိုနော်ပြဿနာရှာနေတဲ့ကိစ္စနောက်ကျောင်းကနေဝင်တိုက်နေတဲ့ကိစ္စတွေကိုပြင်းပြင်းထန်ထန်ကန့်ကွက်နော်စာထုတ်ပြီးတော့ကျွန်တော်တို့ရှုံချရမယ်ဒါအပြင်ကို AA နဲ့သသားတဲ့ရည်တည်ကြောင်းကိုကျွန်တော်တို့ထုတ်ဖို့ပြောကြားဖို့လိုတယ်။ကဘာကူလည်းဒီသတင်းစကားပေးဖို့လိုတယ်။ဒါကို NUG အနေနဲ့ပြက်ကွက်လို့မရပါဘူး။ဆိုတော့ကဘာမှာ နော်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဆိုတဲ့ကောင်နော်ဟိုကောင်ယူနော့နော်ပြောရမယ်ဆိုလို့ရှိရင်ယူနော့ဆိုတာက စီစွတ်ပြီးအပီချွတ်ရမယ်အနေထားရောက်နေပြီနော်ကုလသမဂ္ဂဆင်မြင်းမှာသွားပြီးတော့အာရကတ်တတော်နော်အာရကန်အာမီနဲ့ခေါင်းဆောင်တွေကိုအမနာပတွေပြောဆွတ်ဆွဲပြီးတော့အကြမ်းဖက်ဆိုတာမျိုးတွေနော်အရေးယူရမယ်ဆိုတာမျိုးတွေပြောလာတဲ့ဟာဒီ NUG အနေနဲ့ဒါကိုနှုတ်ပိတ်နေလို့မရပါဘူးဒါကို NUG အနေနဲ့ပုတ်ပွင့်လင်းလင်း တက်ပြတ်တသားစန့်ကျင်ရမယ်ပြောရမယ်။ဒါအပြင်ကျွန်တော်တို့ကုလသမဂ္ဂမှာအခုမြန်မာပြည်ရဲ့လက်ရှိအခြေတိနော်အများရန်ကုစလေလုံနေတဲ့ဥကြောမိုးထွန်းအနေနဲ့ UN မှာဥကြောမိုးထွန်းရဲ့တာဝန်ဖြစ်ပါတယ်။ UNO ဒီလိုပြောလာတဲ့ဟာတွေကိုပြပြတသားပယ်ချရမယ်တာဝန်ဥကြောမိုးထွန်းမှာလည်းရှိပါတယ်။ဒါကကျွန်တော်တို့ NUG ကတော့နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်အပိပိဆိုင်ရာပူပေါင်းဆက်သွယ်ရေးဝန်ကြီးလို့နာမည်ခံထားတဲ့ဒေါက်တာဆဆာနော်လူအခွင့်အရေးဝန်ကြီး နော်ကိုအောင်မျိုးမင်းဒုဝင်ကြီးကိုအောင်ကျော်မိုးတို့ဒါအပြင် လူကယ်ပြန်ဝင်ကြီးနော်ဒေါက်တာဝင်းမြတ်အေးတို့အကုန်လုံးအကုန်လုံးအကုန်လုံးကနော်အရကတ်တော့အေးအေးကိုဒီလိုဆွဆွဲပြစ်တင်ရှုံချမှုတွေအပုတ်ချမှုတွေကိုစန့်ကျင်ကြောင်းကန့်ကွက်ကြောင်းတရားဝင်စာထုတ်ညင်ညာဖို့လိုသလိုမိမိကိုထောက်ခံနေတဲ့အသိုင်းအဝန်းတွေကိုလည်း ဒီလိုပြောဖို့အပိတ်ရေးကြည့်ပါတယ်။ကဘာကူလေအင်္ဂလိပ်လိုပါပြောရမှာဖြစ်ပါတယ်။ခင်ဗျားတို့တွေမလုပ်ဘူးဆိုရင်ဥပမာဆိုအမေတော်အောင်ဆန်းစုကြည်ကိစ္စအာဂျင်တီးနားမှာဖြစ်တယ်။ NUG ကနှုတ်ပိတ်နေခဲ့တယ်။ဘာမှပြောဘူး။အဲ့ဒါဒီဘာနဲ့တူတယ်လဲဆိုတော့ဟိုကောင်ရိုးအုပ်စုတွေထိုးခင်လို့အုပ်စုတွေလောက်တာကိုနော် NUG ကသဘောတူတယ်ဆိုတော့အနေထားမျိုးတိုက်ရပါတယ်နော်အဲ့တော့ဒီထွန်းခင်တို့ နော်နေဆန်းလွင်တို့အောင်ကျော်မိုးဒုဝန်ကြီးအောင်ကျော်မိုးတို့ဒီဟာတွေလုတ်တဲ့ကိစ္စကို NUG ကကိုနဲ့မဆိုင်ဘူးဆိုတာကိုပြက်ပြက်သားသားစာထုတ်ပြီးတော့လုတ်ရမှာဖြစ်ပါတယ်နော်ဥမာဆိုလို့ရှိရင်လူကယ်ပြန်ဝန်ကြီးဆိုလို့ရှိရင်ဒေါက်တာဝင်းမြတ်အေးဆိုလို့ရှိရင် NLD အစိုးရလက်ထက်တုန်းက position တပြူးเนาะမြန်မာပြည်မှာ rule မရှိဘူးဆိုပြီးတော့ပြောတယ် အာနူဂျီကိတ်အစိုးရဆိုပြီးတော့လုတ်တဲ့ချိန်လဲကြအောင်အတိုင်းသားတွေပါဆိုပြီးတော့ပြောတယ်ခင်ဗျားတို့ကလည်းကိုယ့်ရဲ့ယုံကြည်မှုကိုခင်ဗျားတို့ခိုင်ခိုင်မာမာအသက်ပေးပြီးတော့ရင်မဆိုင်ရတဲ့ထမနော်ခင်ဗျားတို့ပါတယ်တော်တော်ဆိုးတယ်နော်တော်တော်ဆိုးတယ်အမှန်ခင်ဗျားတို့ပြောရမှာကဒီကိစ္စသည်နော်ရိုးဆိုပြီးတော့ပြောနေတဲ့ကိစ္စသည်ရခိုင်တိုင်းသားတွေနဲ့နော်ကွန်ဖလစ်ဖြစ်နေတယ်နော်ပြဿနာမပြေလည်ဘူးဒီလိုပြောရမှာခင်ဗျားတို့ နော်အဲ့ဒီ rule လို့ခေါ်ရရခိုင်သားရင်အတိုင်းအသားတွေကစိတ်ဆိုးတယ်မကြိုက်ဘူးဘာကြောင့်လဲဆိုတော့သူတို့က rule ဆိုတဲ့အုပ်စုတွေသည်မြန်မာပြည်ရဲ့ဌာနေတိုင်းအသားမဟုတ်မြန်မာပြည်ရဲ့တိုင်းအသားမဟုတ်ဘူးငကိုရှိတဲ့ဟာမဟုတ်ဘူးသူတို့ကဒီလိုပြောတာအဲ့တော့ဒါကိုရှင်းရမယ့်ကိစ္စတွေဖြစ်တယ်ဆိုတာခင်ဗျားတို့ကပြောရမယ်အစားနော်ဒေါက်တာဝင်းမြတ်အေးဆိုလို့ရှိရင်အဲ့လိုမျိုးတွေနောက်ဒေါက်တာဝင်းမြတ်အေးအပါဝင်နောက်ကျနဲ့နုကြည်ဝင်းကြီးဘသူတွေရှိသေးလဲတက်ပြီးတော့သူတို့ပို့စစ်တင်ပြီးတော့တောင်းပန်ကြတာကိုတွေးမိတယ်အဲ့တော့ဒါကတော့ခင်ဗျားတို့သဘာဝပေါ့ ေးဒါပေမဲ့အတွင်းစကားကဘာကြားလဲဆိုတော့အဲ့ဒါတွေစကားကိုကျွန်တော်ပြောကျွန်တော်သူတို့တွေကပြပထွက်ပြေးလာလူကြီးဆိုရဆိုပြီးလုတ်တဲ့ခါကျတော့အဲ့ဒီထွန်းခင်လို့နေစန်းလွင်လို့ရိုးအုပ်စုတွေနော်အခုဆိုရွှေမောင်းလို့အောင်ပါတယ်ဟွာကြံ့ဖွန့်နော်ဘူးတိကောင်မောင်းတော့ကနေကိုယ်စလဲလုတ်သွားတယ်ရွှေမောင်းကအခုအမေရိကရောက်နေတယ်ဆိုသူတို့အုပ်စုတွေနော်ဘင်ဂျူအုပ်စုတွေပေါ့ဗျာနော်ဘင်ဂျူအုပ်စုတွေသူတို့ကဘာပြောလဲဆိုတဲ့ခါကျတော့လူကြီးနဲ့တအုပ်လုံးကို pressure ပေးတယ်လို့ပြောတယ်ဖိအားပေးတယ် ဖျားပြီးတော့ဆိုလိုချင်တာကလူကြီးတို့ကထွက်ပြေးရတယ်ဗျာအဲ့ဒါဒီလူတော်ကုသလေတွေကနိုင်ငံသားထွက်ပြေးရတယ်ဆိုတော့ကသူတို့ကမြောက်တဲ့ကိုင်းလို့လို့ဖြစ်သွားပြီးတော့ပြေးရတော့เนาะသူတို့အနေရောက်တဲ့အချိန်ပေါ့အနေရောက်တဲ့အချိန်လဲကြလဲကြောက်ပေါ့နော်အဲ့မှာနော်အရက်ကတ်တော်အေအေနဲ့မကြူတာကိုခင်ဗျားတို့ကြည့်ကြည့်အနေရောက်တဲ့အချိန်လဲကြလဲကြောက်ဟောဒီကောင်တွေကဘာလုပ်လဲဆိုတော့ပြန်တောင်းပန်ခိုင်းတယ်အပေါ်စီးကနေဆက်ဆက်တယ်နှမဆိုလို့ရှိရင်အမေရိကန်ကကူညီပါမဟုတ်ဘူးလို့နော်ဒါပြင်ခင်ဗျားတို့ကဘယ်သူမှအတိမတ်ပြမှာမဟုတ်ဘူးလို့ ခင်ဗျားတို့ NUG ကိုအစိုးရအဖြစ်တီးမှတ်ပြုခြင်းလို့ရှိရင်ရိုဒီကိုခင်ဗျားတို့ကเนาะတောင်းပန်မယ်ဆိုပြီးတော့အဲ့လိုမျိုးပြောတယ်ဆိုတာကိုကျွန်တော်တို့ကြားတယ်เนาะအဲ့တော့ရိုဒီကသူတို့ကိုချိန်ချောက်လိုက်တာ ਨੇ เนาะဘင်ဂျူအုပ်စုကချိန်ချောက်တာเนาะသဘောကမပြတ်သားမခိုင်မာတဲ့အုပ်စုတွေဖြစ်တဲ့အခါကျတော့ချက်ချင်းကိုအဲ့လိုမျိုးတွေဖြစ်ကြတယ်လို့ကျွန်တော်တို့ကြားမိတယ်သို့တော့ကျွန်တော်တို့အရကတ်တော် AA ရဲ့ရည်ရည်ချက်ကိုကျွန်တော်ကြည့်မယ်ဆိုရင်เนาะတကယ်တကယ်ကျတော့ NLD အစိုးရလက်ထက်မှာဒေါအောင်ဆန်းစုကြည်သမရဦးဝင်းမြင့်တို့နော်လက်ထက်တွေမှာ American Army ကိုအရင်တိုက်ဆိုပြီးတော့လေကြောင်းဘုံကျဲတာကိုတိုက်တာတွေကိုခွင့်ပြုခဲ့တယ်နော်ခွင့်ပြုခဲ့တယ်အဲ့လိုမျိုးကိုလုပ်ခဲ့တယ်အဲ့လိုလုပ်ခဲ့ရင်တလန်နဲ့အခု NLD ကထွက်ပြေးနှုတ်ကြည်ဆိုပြီးလုပ်တဲ့အချိန်မှာ American Army ကရန်ဘတ်အနေနဲ့မဆက်ဆံတယ်လို့အဲ့လိုမျိုးလေနော်လုတ်ခိုင်းတာတွေမရှိဘူး အခုချိန်မှာအကောင်းဆုံးဆက်ပြီးတော့ဥဆောင်မှုပေးနေတယ်ဆိုတာကိုတွေ့ရတယ်။အဲ့တော့ခုနကဒွန်ကင်တို့နေစန်းလွင်တို့အောင်ကျော်မိုးရရဲ့ဘင်ဂျူအုပ်စုတွေကဘာလုပ်လဲဆိုတော့ဒီတော်လိုင်းရင်မှာလဲဝိုင်းမတိုက်တဲ့အဖြစ်အခုကတော်လိုင်းကိုဥနိုင်အောင်လုပ်နေတဲ့အဖွဲ့ကိုလိုက်ပြီးတော့တိုက်နေတာဒီကျွန်တော်တို့တော်လိုင်းရင်တစ်ခုလို့ကျွန်တော်မြန်မာပြည်သူတရားလုံးကိုစော်ကားလိုက်တာဖြစ်တယ်လို့တော်လိုင်းရေးကြီးကိုဖျက်ဆီးတာဖြစ်တယ်ဒါကိုကျွန်တော်တို့ကပြောတဲ့သူတအားနင်းနေလို့ကျွန်တော်ပြောနေရတယ်ဖြစ်တယ် ဒါကိုကျွန်တော်တို့ speaker တွေ live speaker တွေအနေနဲ့လည်းပုံပွက်လည်းလည်းပြောတင်တယ်အထူးသဖြင့်ကတော့နုဂျီကကိုယ့်ရဲ့ position ကိုရှွတ်ရှွတ်လင်းလင်းပြထားတယ်ဒါပြင်ကျွန်တော်တို့မြေပြမာရှိတဲ့เนาะဒေါ်လာကြီးတစ်ခွက်ကြီးအကုန်လုံးเนาะအကုန်လုံးအကုန်လုံးเนาะအကုန်လုံးကလည်းဒါကို position ကိုရှွတ်ရှွတ်လင်းလင်းเนาะဟိုတကလောကဆိုလို့ရှိရင်ထားပါတော့အရကတ်တော် AA ရဲ့ခေါင်းဆောင်တွေကိုအာဂျင်တီးနားမှာအဲ့ဘင်ဂျိုအုပ်စုတွေကเนาะဖမ်းဝါဒန်ထုတ်ခိုင်းတဲ့အခါကျတော့ ဗမာအာမီเนาะ BA ပေါ့ဗျာသူတို့ကကန့်ွက်တယ်ကန့်ွက်ပြီးတော့ဗာပြောလဲဆိုတော့ AA နဲ့အတူတူရက်တီကြောင်းเนาะဘုဒ္ဓထရမရနိုင်လို့နဲ့အတူတူရက်တီကြောင်းဒီလိုမျိုးပေါ်ပြတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံရေးအရာဒါကတိတ်အရေးကြီးပါတယ်ဒီလိုပေါ်ပြဖို့လိုပါတယ်เนาะเนาะအဲ့ဒါကိုကျွန်တော်အနေနဲ့တင်ပြခြင်းအဲ့တော့မြေပြင်မှာရှိတဲ့တော်လိုင်းကပ်ွက်တွေအနေနဲ့ဒါကငါတို့နဲ့မဆိုင်ဘူးလို့မထင်ပါနဲ့အရကတတော်ရခိုင်ကိုထိတာဒီကျွန်တော်တို့ကိုထိတာ ਨੇ တူတူပါပဲတော်လိုင်းတစ်ခုလုံးကိုထိတာ ਨੇ တူတူပါပဲ ဲ့တော့ကျွန်တော်တို့တွေကเนาะဒီမှာကျွန်တော်တို့ကပြည်တော်စုသားစိတ်ဓာတ်ကြီးเนาะနောက်တစ်ခါကျတော့ကျွန်တော်တို့အဲဒီ Federal စိတ်ဓာတ်ကြီးဆိုတာကတယောက်ကိုထိလို့ရှိရင်တယောက်ကနားပါတယ်เนาะဆိုရက်ကကျတော့အခုကမင်္ဂလာဒေ့ရှ်ကလည်းလူပါဝါတယ်เนาะဗီဒီယိုအုပ်စုတွေကလည်းလူပါဝါတယ်မြေပြင်မှာအာစာ RSO ARE ဒီအဖွဲ့တွေကလည်းမြေပြင်မှာရန်လုံနေတယ်တိုက်နေတယ်သူတို့ကဒီအချိန်ကိုတမင်တိုက် မာလာဘက်ကနေပေါင်းတိုက်တာနော်ဘူသီတော်မောင်းတော်မှာဆိုလို့ရှိရင်မာလာဘက်ကနေသူတို့ပေါင်းတိုက်တယ်အဲ့ဒီမှာဘူသီတော်မောင်းတော်ဘက်မှာရှုံးသွားတဲ့အခါကျတော့နော်ဘင်္ဂလားဒေ့ရှ်မှာခြေဆိုင်တယ်ခြေဆိုင်ပြီးတော့ကကျတော့အခုအရကတတ်တို့လုံးအဲ့တော့အခုကြည့်ကြည့်လိုက်အခု live ပေါ်မှာ share မယ်ကြည့်ကြည့်လိုက် Facebook မှာကြည့်ကြည့် YouTube မှာကြည့်ကြည့်အာအေအေက viewer ကိုသိမ့်လိုက်ပြီအာနိုင်ငံစကားမှာအမ်ဘရန်လမ်းမှာ အာပြီးသူတွေပျော်ကြတယ်ပျော်ကြတယ်ခမရဒီလောက်တော့အသက်သွေးချွေးနဲ့ခေါင်းဆောင်ပြီးတိုက်နေတဲ့အေးအေးကိုနော်နောက်ကြောကနေပြီးတော့လုံနေတဲ့ကောင်းတယ်ဘလောက်စိုးရလဲအဲ့တော့ကျွန်တော်ပြည်သူတွေကိုလည်းတရေစကားပေးချင်တာကဟုတ်ပြီအေးအေးရဲ့အောင်မြင်မှုငါတို့ရဲ့အောင်မြင်မှုအဲ့တော့အေးအောင်ပွဲခံတယ်အေးအေးအောင်မြင်တယ်ကျွန်တော်တို့အောင်ပွဲခံတယ်အေးဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေအကုန်လုံးကလည်း အေးအေးကိုဒီလိုမျိုးရန်ရှာနေတဲ့ဟာဒီပြဿနာရှာတဲ့ဟာတွေကိုကျွန်တော်တို့ကမသိကြအောင်စောင့်ကြည့်လို့မရဘူးကျွန်တော်တို့ဝိုင်းပြောရမယ်ဝိုင်းကာကွယ်ရမယ်ဝိုင်းရက်တီးရမယ်ဒါဒီကျွန်တော်တို့ပြည်သူအရောက်ချင်းစီပိုင်းလဲတာဝန်ရှိပါတယ်ဒါကိုလည်းကျွန်တော်ပြည်သူတွေအကုန်လုံးကိုသတင်းစကားပေးခြင်းလဲအဲ့တော့เนาะအဲ့တော့ကျွန်တော်တို့ဒီအရက်ကတက်တော့အေးအေးနဲ့အတူရက်တီးဒီအရက်ကတက်တော့ရဲ့ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမရနိုင်တဲ့ဒေါက်တာညိုထွန်းအောင်လို့ ਨੇ အတူတူရက်တီးဒီဆိုတာကို ကွန်မန့်ရေးကြပါအေဒီနီယာမှာကျွန်တော်တခုပြည်သူတွေကိုသတင်းစကားပေးခြင်းတယ်အဲ့ဒါကပါလေကျွန်တော်တို့ဒီဒီကောင်းနေဘင်ဂျိုအုပ်စုတွေရဲ့ထောင်ချောက်တဲ့ကိုဝင်သွားလို့မရအောင်နော်ဝင်သွားလို့မရအောင်အဲ့တော့ကွန်မန့်ရေးတဲ့အခါကြလို့ရှိရင်နော်ရုပ်ရင်းဂျန်တဲ့စကားလုံးတွေမပါပါစေနဲ့နော်ဆဲဆုံမှုတွေမပါပါစေနဲ့နှိမ်ချတဲ့စကားလုံးတွေမပါပါစေနဲ့နော်ရိုးရိုးပဲရေးပါနော်အချက်လက်ကိုပဲပြောပါ မင်းတို့ဆိုရင်ဓာရီကိုသူတို့ကဘာလုပ်မလဲဆိုတဲ့အခါကျတော့သူတို့ကိုလူမျိုးရေးဘာသာရေးအရခွဲခြားဆက်ဆံပါတယ်ဆိုပြီးတော့သူတို့ကဓာကိုစောင့်နေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဘာသာရေးအကြောင်းတည်းမပြောဘူးเนาะအချက်အလက်ကိုကျွန်တော်တို့ပြောမယ်အကြောင်းအရာကိုပြောမယ်เนาะဆိုတော့ဓာကိုအထူးသဖြင့်နောက်တစ်ခုကျွန်တော်ပြောချင်တာကမြန်မာပြည်ကမွတ်စလင်အတိုင်းဝန်းကိုလည်းကျွန်တော်ပြောချင်တယ်မြန်မာပြည်သားမွတ်စလင်အတိုင်းဝန်းဒီမွတ်စလင်တွေဒီကျွန်တော်တို့မြန်မာနိုင်ငံသားတွေဖြစ်တယ် เนาะကျွန်တော်တို့ရဲ့အကုန်လုံးเนาะကျွန်တော်တို့အကုန်လုံးရဲ့ကျွန်တော်တို့တွေဒါမြေကိုမောင်နှမတွေဖြစ်တယ်မိသားစုတွေဖြစ်တယ်အဲ့တော့ဒီအချိန်မှာကျွန်တော်တို့တွေရက်တည်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့တွေမမှန်ကန်ကန်နဲ့တော်လည်ရေးဘက်ကရက်တည်ရဲဖို့လိုတယ်เนาะအရခတ်တတ်တော်နဲ့တူတူရက်တည်ဖို့လိုတယ်ဒါကိုကျွန်တော်တင်ပြခြင်းလဲဘာကြောင့်လဲဆိုတော့တချို့တော့เนาะအထူးသဖြင့်ပြပရောက် နော်မွတ်စလင်အဖွဲ့စည်းအမိခံလာတဲ့လူတွေအဖွဲ့တွေကျွန်တော်အဖွဲ့တွေလည်းသိတယ်လူတွေလည်းသိတယ်သူတို့တွေသည်နော်ခုနကဘင်ဂျိုအုပ်စုတွေနဲ့ပေါင်းပြီးတော့နုကြီကို pressure ပေးတဲ့အချိန်တုန်းကဖိအားပေးတဲ့အချိန်တုန်းကသူတို့တွေပါတယ်လူတွေလည်းသိတယ်အဖွဲ့စည်းတွေလည်းသိတယ်ကျွန်တော်မသိစရာမရှိဘူးကျွန်တော်ကလည်းသူတို့တွေသိတယ်ကျွန်တော်လည်းသူတို့ကိုသိတယ်နော်အဲ့တော့ သူတို့တွေကအဲ့လိုရက်တည်ပြီးတော့လုပ်နေကြတယ်ဒါဒီဘာလဲဆိုတော့နော်ဒါဒီဘာလဲဆိုတဲ့အခါကျတော့ဘာသာရေးကိုအခြေခံပြီးတော့သွေးစီကြောင်ပြတဲ့ပုံစံဖြစ်တယ်ကျွန်တော်ကတော့အဲ့လိုမဖြစ်စေချင်ပါဘူးနော်အချက်အလက်နဲ့အကြောင်းအရာနဲ့ဓမ္မမှန်ကန်မှုပုံမှာရက်တည်ပြီးတော့ဖြတ်စေချင်တယ်နော်ဒါကိုကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့တော့ကျွန်တော်တို့ဒေါ်လာရေးကြီးမှာနော်ဥပမာဆိုကြည့်ကြည့်လိုက်ကမ္ဘောဒီးယားနဲ့ထိုင်းနဲ့စစ်ဖြစ်တာကိုကြည့်ကြည့်လိုက် မ္ဘောဒီးယားလည်းဗုဒ္ဓဘာသာပဲထိုင်းလည်းဗုဒ္ဓဘာသာပဲဗုဒ္ဓဘာသာနှစ်နိုင်ငံဆက်ဖြစ်တယ်ဆိုတော့ကမ္ဘောဒီးယားနိုင်ငံသားတွေဘက်ကနေပြီးတော့နော်ကမ္ဘောဒီးယားစစ်တပ်ဘက်ကနေပြီးတော့ကမ္ဘောဒီးယားနိုင်ငံသားတွေပါတယ်ထိုင်းစစ်တပ်ဘက်ကနေပြီးတော့ထိုင်းနိုင်ငံသားတွေပါတယ်ပြောချင်တာကဘာသာရေးကိုအခြေခံပြီးမကြည့်ပါဘူးထိုနည်းလူသွားပဲကျွန်တော်တို့မြန်မာပြည်ရဲ့မွတ်စလင်အသိုင်းအဝိုင်းအနေနဲ့နော်ကျွန်တော်တို့မြန်မာဖြစ်မှုနဲ့ကျွန်တော်တို့ကြည့်ပြီးတော့ယက်တီဖို့လိုပါတယ် အဲ့လိုယက်တီတဲ့ပုံကူတိုင်းကိုလေလေးစားကြောင်းเนาะကျွန်တော်ဒီနေရာကနေပြောချင်ပါတယ်เนาะတချို့ဘီပတ်ရောက်เนาะဘာသာရေးအမိခံထားတဲ့အခွက်တွေသည်အဲ့ဒီဘင်ဂျိုအုပ်စုတွေနဲ့လက်တွဲပြီးတော့နှစ်ပေါင်းများစွာလုပ်ပြီးတော့ပြဿနာတောက်လျှောက်ရှာနေတယ်ဆိုတာကိုလေဒီနေရာကနေသတင်းပေးချင်တယ်เนาะအဲ့ဒါကြောင့်မလို့ခုနကဒေါက်တာဝင်းမြတ်အေးလို့ဆိုရင်သိတာတယ်ချက်ချင်းပိုဇီရှင်နေ NLD အစိုးရလက်ထက်မှာလူငယ်ပြောင်းဝင်ကြီးလောက်တုန်းကတပြိုးပြောတယ် လူကြီးလက်ထက်မှာလူကယ်ပြန်ဝင်ကြီးလုပ်တဲ့ခါကျတော့တမျိုးပြောတယ်အဲ့ဒါဒီပါလဲဆိုတော့ခုနကပြည်ပရောက်မစလင်အဖွဲ့နမေခံထားတဲ့အုပ်စုတွေရဲ့ခုနကဘင်ဂျိုအုပ်စုတွေရဲ့ပေါင်းပြီး pressure ပေးတဲ့နေရာမှာသူတို့တွေဒူးထောက်လိုက်ခြင်းဖြစ်တယ်เนาะယုံကြည်မှုကိုမခိုက်မာတာကိုပြခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့လိုယုံကြည်မှုကိုပြောတိပြောညံလုပ်လို့မရမှန်လဲဆိုမှန်တဲ့ဟာကိုကျွန်တော်တို့ပြောရင်ရက်တည်ရရမယ်ဘလို့အနေထားရောက်ရောက်ကိုကအိမ်င်းဆန်ဖြစ်တော့တဲ့မျိုးအိမ်င်းဆန်ဖြစ်တဲ့เนาะเนาะ အဲတော့ငါတပြိုဒီလိုလုပ်လို့မရကျွန်တော်တို့ဒေါက်ရှောက်အာရကန်အာမီဒေါက်ရှောက်ထောက်ခံလာတာအခုမှမဟုတ်ဘူးစပြီးတော့မပေါ်သေးသေးချာချာမပေါ်ခင်လေရဒေါက်ရှောက်အချက်လက်နဲ့ပူတည်ပြီးတော့မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နဲ့ဆိုတော့အခုကအဲ့ဒီအာစာတို့အရက်ဆိုတို့เนาะ AKA တို့ဆိုတာကဘင်္ဂလားဒေ့ရှ်ကလက်သက်ဝေးထားတဲ့အကြမ်းဖက်တောင်းကျမ်းသူတွေဖြစ်တယ်အကြမ်းဖက်သမားတွေဖြစ်တယ်ဆိုတော့ဘင်္ဂလားဒေ့ရှ်ကမြန်မာပြည်ကမြေကိုရသလောက်ကိုလိုချင်နေတာ ဒါပြင်သူနိုင်ငံမှာအတင်းကိုပောက်ကွဲထွက်နေတဲ့အလွန်များပြားလာတဲ့လူဦးရေတွေကိုမြန်မာပြည်တဲကိုနော်သူတို့အခေါ် robot ပြန်နော်ဘင်ဂျိုတွေအနေနဲ့နာမည်ခံပြီးတော့အတင်းပို့ချင်တယ်ဆိုတော့ထွန်းကင်တို့ပါဇက်တွေကသူတို့ပါဇက်တွေကနေပြီးတော့သူတို့ ro ကအဘနယ်သန်းရှိပါလေဆိုပြီးတော့အတင်းလျှောက်ပြောနေတာဘာကြောင့်လဲဆိုတော့ဟိုမှာကတန်းပေါင်း200ကျော်ရှိနေတယ်ဘင်္ဂလားဒေ့ရှ်ကသူတို့ရဲ့တိုင်းပြည်ရဲ့အကျယ်ဝန်းကမြန်မာပြည်ရဲ့အကျယ်ဝန်းရဲ့၄ဘုံတဘုံပဲရှိတယ် လူကြီးကလေးစားကြော်တယ်မြန်မာပြည်ထဲတွတ်ကြည့်ဘလောက်ထိအောင်လူကြီးအရန်ကိုပောက်ကွဲနေလဲဆိုတော့အဲ့တော့အဲ့ဒါတွေကိုမြန်မာပြည်ထဲကိုရသလောက်ယူမယ်ရသလောက်ယူမယ်ဘူးသီးတော့ယူမယ်မောင်းတော့ယူမယ်အကုန်ယူမယ်လေနဲ့ခိုးဝင်တာတွေများကြီးဒါတွေဖြစ်နေတဲ့အနေထားမှာเนาะကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့မြန်မာတွေအကုန်လုံးရခိုင်သားတွေဗုဒ္ဓဘာသာ Hindu Korean Muslim နတ်ဘိုးကွယ်သူမြည်သူမဆုမြန်မာဖြစ်မှုပေါ်မူတည်ပြီးတော့เนาะကျွန်တော်တို့တွေအေအေနဲ့တူ နော်အီတက်ခွဲမှာဆိုလဲနော်ကျွန်တော်တို့မွတ်စလင်အတန်းဝိုင်းနေအများကြီးအများကြီးနော်အများကြီးပါဝင်နေတယ်ကျောင်းဆရာကြီးထက်မှာလဲမွတ်စလင်အတန်းဝိုင်းနေအများကြီးပါဝင်နေတယ်အရန်ချက်ဖို့ကောင်းတယ်ကျိုးစိုးတွေနော်အဲ့ဒါမျိုးကိုဖြစ်စေခြင်းလဲဆိုတာကိုတင်ပြခြင်းလဲ